အားလုံးမင်္ဂလာပါဗျာ။ကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ကုတင်ဆက်ပေးမယ်ရုပ်သားဗီဒီယိုခိုင်းတော့တရုတ်ဆောင်နေတို့ကိုဒီလိုဇလန်းမျိုးရိုက်မယ်မထင်ခဲ့ဘူးဆိုတဲ့အမျိုးသားတို့ရင်ဖွင့်လာတဲ့ရုပ်သားဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ဒီမှာမျိုးသားကတရုတ်ဆောင်နေတို့နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလားတုံးတက်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ီဒီယိုမှာတော့ကျွန်တော်ကိုလပို့ကြတယ်ဒီနီတိုးလို့ပါလို့ရိုက်ထားတဲ့ကားမျိုးပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုသဘောရလဲအများကြီးပဲ attachment တွေပို့ကြတဲ့လူတွေရောဆိုတော့လေပူဝင်နေပြောတော့ဒီဖက်ခွက်စားတွေတနေ့ဒီလိုဖြစ်လာမှာဆိုတော့တီးပြဒီကောင်တဲ့နီးလန်းအဟောင်းတွေပဲတုံးတယ်ဗျအဲ့နီးလန်းအဟောင်းတွေကလည်းဟိုတုန်းကလို့ပပီမာတို့လို့ဖီးနဲ့သားများတို့ကလို့ဒီလိုမျိုးတစ်ခုခုတော့ထွက်လာမယ်လို့တော့တော့ထင်သားပြီးသားဘာဖြစ်ဆိုတော့ကျွန်တော်အစီအမံတိတော့ဖက်ခွက်စားတွေကများလာဆိုတော့ ဒါဖြစ်လာမှာဆိုတာထင်မိတာဒါပေမဲ့မထင်တာကအဲကျွန်တော်ကြိုက်တဲ့ပုံကိုတရားပါနေတိုးပေါ့ဗျာအာကျွန်တော်စောင့်အောင်ကြိုက်တော့ဗျာဒီဘဲကိုဒါပေမဲ့ဒီဘဲကနောက်တစ်ခုကလည်းမထင်သားဘူးဆိုတာရခိုင်ရဲ့အသင်းနှလုံးပဲလေအဲဒါရခိုင်ဆိုတာလည်းလက်ရှိမှာလုံးဝအမှန်ကန်ဆွဲနေတဲ့လူတွေဗျာအရန်မိုက်တယ်ဗျာရခိုင်ကအခုလက်ရှိမှာအဲ့လိုနေထားပြီးမှသူဒီလိုကားမျိုးရိုက်မယ်လို့ကျွန်တော်မထင်လိုက်ဘူးဗျာ ဲ့ဒါတော့စောင့်ဟန်အသိန်းလာအဲ့လိုပြချန်နက်ကောင်တွေကတော့မပြောလို့ပါဘူးချန်နက်ကောင်တွေကဖက်ခွက်စားရတယ်ဆိုတော့ကျွန်တော်မပြောလို့ပါဘူးဒီကောင်တွေဘာပဲလုပ်လို့ပါဒါဒါတမိုင်းပဲသူတို့တမိုင်းသူတို့ရဲ့ဖြတ်လို့မရတဲ့အမဲဆက်ကိုသူတို့ကိုယ်တိုင်သူတို့လှုပ်လိုက်တာတခုပဲကျွန်တော်တို့ဒီကြောင်းကလည်းပတ်သက်ပြီးကျွန်တော်အများကြီးပြောခြင်းဘသူတွေပါတယ်ဘာဖြစ်ဆိုတော့ဒီကောင်တွေကိုတပြုံးနေတယ်ဒီကောင်တွေကဒီတိုင်းမယ်ဒီမှာကိုကိုပေါ့လို့ပါတော့ပြောရတယ်လေအများကြီးရှင်းနားထောင်ကြည့်သူတို့ဘာပဲကြောက်လို့ပဲလို့ဘလို့ပဲလို့ပြီးရင်ကျွန်တော်တခုပြောရဲတယ် တကယ်မို့ဒီတော်လိုင်းကြီးတာအောင်မြင်သွားကြည့်သူတို့ကိုပေါ့တော့အများကြီးပြောထားတဲ့အတိုင်းပဲဒီတော်လိုင်းကြီးတာအောင်မြင်သွားကြည့်အဲ့ဒီကောင်တွေကိုမျက်စိရှုပ်စွာနဲ့ကျွန်တော်တို့မြင်ရအောင်ပဲကျွန်တော်တို့ကအဲ့တော့ဘလို့ကြောက်ကျွန်တော်တို့ကပါဝင်ခဲ့ရပါတယ်ဘာညာငိုပြချူပြမယ်ပြီးရင်ပတ်စံရဖို့အတွက်လှုပ်ထားတာဗျာစင်းစင်းလေးဗျာကားတစ်စီးရိုက်တယ်ကားတစ်ခါရိုက်တယ်ဗျာဒီကောင်တွေတော့တိန်းတစ်ထောင်ပြီးပါလောက်ရတဲ့ကောင်တွေဗျာတိန်း200လောက်လှူပြပြီးတော့ စာရွက်တွေခိုင်ပြီးထွက်လာမှမြင်အောင်ပါသေးတယ်အဲ့ခါကျရင်ခင်ဗျားတို့အာမပေးမိစင်းတယ်အခုလောက်ရမယ့်အလုပ်ပဲကျွန်တော်ပြောခြင်းတယ်အဲ့ဒါ point god တည်တည်ချာချာကိုလောက်ရမယ့် point god point god ဆိုတာနာနာလေးနားလေးပြောရင်သူတို့နဲ့ပတ်သက်တဲ့သူတို့ကြုံညာတဲ့ပစ္စည်းမှန်သမျှကိုတော့မသုံးဘူးဒါတကယ် point god ဆေးထားလိုက်ပါသူတို့ပါဝင်တဲ့ video တွေမကြည့်ဘူးသူတို့ကိုအာမပေးဘူးသူတို့ facebook account တွေမှာကိုရီအာ friend လောက်ထိုင်ရင် cancel request လောက်မှာ follow လောက်ထိုင်ရင် unfollow လုပ်မယ်။ဒါမျိုးတွေနဲ့ကျွန်တော်တို့ကလုံပြရမယ်။ခင်ဗျားတို့အရန်ချစ်တဲ့လူတွေကျွန်တော်ထင်ပါတယ်။ဒီကောင်းနေရာမှာနေနေတဲ့လူတွေလည်းဒီတိုင်းပြည်မှာမြန်မာနိုင်ငံမှာမဖြစ်လို့နေနေကြတာပါကျွန်တော်နားလဲပါတယ်။ဒါပေမဲ့မပါဝင်ချင်းဖြစ်ကူညီကြပါဒီလိုမျိုးပေါ့မဟုတ်ပင်နဲ့မပါဝင်ချင်းဖြစ် အာပျော်ရွှင်ပြနေချင်းဖြစ်မလုပ်ကြပါနဲ့။မပါဝင်ချင်းဖြစ်ကူညီကြပါ ဲ့ဒါလိုပဲတချို့လူတွေလည်းဒါတိတိနဲ့အမှန်မှောက်တိတိနဲ့လည်းမတတ်တာလို့နေနေရတာမျိုးပဲရှိမှာပါဒါပေမဲ့ဒီကောင်တွေအခုဒီလိုလောက်တာကြီးရတော့နည်းနည်းပြင်းလွန်တယ်ဗျာတလားဒီကောင်တွေရဲတယ်ဗျာဒီစကားတွေပြောပြီးဒီကားတွေရရင်ဒီလိုဖြစ်မှာဆိုဒီကောင်တွေကကိုရီးယားတိတယ်တလားခင်ဗျားတို့ကျွန်တော်တို့လည်းဒီကောင်တွေဆရာတွေဒီတွင်ထဲမှာဒီ industry ထဲမှာဒီကောင်တွေဆရာကြီးတွေဘာကြောင့်ပြောလဲသူတို့ကသူတို့မသိနိုင်ဘူးဒါသူတို့အမေဆက်ပဲအဲ့တော့အများကြီးပြောတော့ဒီဖက်ကောစားတွေတခုပဲကျွန်တော်တို့လူမျိုးတွေကခင်ဗျားတို့တွေဟောတစ်ချက်လောက်လာမအောင်နေနဲ့ မနေထုံးမကားလို့ဘာကောင်းပြီခင်ဗျားတို့ cancel လုပ်ခင်ဗျားတို့ဘိုင်းကောင်ခင်ဗျားတို့နာတတ်ပါစီကျွန်တော်လူမျိုးတွေကမနာတတ်ဘူးတစ်ချက်ပဲပြီးမှအိုးသူတစ်ချက်လုံးရတာပါလူစစ်တမ်းရှိပါဦးမဟုတ်အဲ့ဒီဘိုင်းကောင်တတိယလို့အပူတွေလုတ်ပြီးတော့လေအာလိုင်းမောဒေါသမထွက်ပြနဲ့နှစ်ရက်သုံးရက်စာလောက်တစ်ပတ်စာလောက်တစ်လစာလောက်ဒေါသမထွက်ပြနဲ့တက်တက်လုံးစားဘိုင်းကောင်လုတ်ပါတကယ်ခင်ဗျားတို့တို့ဒီဟာကိုလက်မခံဘူးဆိုရင်ဒါပါပဲဒါလေးပဲပြောချင်တယ်အဲ့တော့ဒီ focus စာတွေကြောင့် ကျွန်တော်တိတ်အများကြီးပြောချင်တာမရှိဘူးဒါဒီကောင်တွေလုံးနေကြအလုပ်တွေထဲမှာအဲဒူးဒူးစစန်းတော့အနေတိုးဆိုတဲ့ကောင်ဆောက်ဟုံးတော့မရှိဘူးလို့ပဲပြောချင်ပါတယ်ဒီလောက်ပါပဲရင်မက်ညင်သူညီကောင်မောင်မများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဗျာဒါဒီကနေ့ကျွန်တော်တို့ရင်မက်ဂျင်တူတွေပေါ့နော်ရင်မက်ဂျင်တူတွေကိုရင်မက်ဂျင်တူလာရောမတူလာရော စိန်ခေါ်မှုတရားပေါ့စိန်ခေါ်မှုတရားပေါ့အခုအဒီအကျမ်းဖက်စာနာရှင်တွေရဲ့လုံမဲ့အတူရောင်ရွေးကောက်ပွဲမှာရှင်းတယ်ကုလသမဂ္ဂလည်းလက်မခံသလိုအာဆီယံကလည်းသူတို့မူဝါဒ၅ချက်နဲ့သူတို့မူဝါဒ၅ချက်နဲ့မညီသရွေ့အာဆီယံသက်ပိုင်ခွင့်မရှိသလိုဒီရွေးကောက်ပွဲကိုလည်း လက်မခံဘူးရှင်းနေတော့ဒေချာနာထောင်ဟိုဘက်ကဘောမတောက်ဒေချာနာထောင်မင်းတို့တကယ်တရားမြတ်တာဆိုတာ ਨੇ လွတ်လပ်ပိုင်ခွင့်ရွေးကောက်ွယ်လုပ်မယ်ဆိုရင်မင်းတို့ကငါစိန်ခေါ်ချက်တစ်ခုထုတ်မယ်အခုမင်းတို့လုံးမဲ့အတူရောင်ရွေးကောက်ပွဲမှာမင်းတို့ကိုထောက်ခံတဲ့မင်းတို့အပိုင်းဝိုင်းရှိတယ်လို့ 闽路三进年，阿带我来闽路拿昌南下嘞，一路大吉喜喜来往嘞。阿拉所言，俺也深可莫过。闽路结构是沿路样的，阿过闽路路面高靠白毛，等那一眼龙虎闽路桥梁，喏，闽路我掏干木细的路。 干果木来细点细无数了，没落这一问叫娘来，喏、no?，没落中央路末有一高坡嘛，没落草干木来路细的路，干果在比如啊不老些庙门来说了，没落腰当啊你得卡嘞，没落叫娘来，阿嘛没落这样啊，没落阿哥啊叫这样的呢，好了，阿那把话扔那里呢，没啊 <Okay. S 1>，比如有个天桥啥的卡家咯。 如坤元表述反馈，坤元也输了。比如这个，明末把我阿那不交不了，没表现啊，还是。明末这些问叫元来，明末有的个，瑞 o 王号的，明末天呢，TV 的个号，阿高龙状元。明末朝纲的路还不老细不来，明我干官比较，干官的越高怪啊，干官把他收了啊死难个。 ဘသူကပေါ်များမလဲဆိုတာမင်းတို့တရားဝင်ကြော်ညာလိုက်သတိရှိလို့ရှိရင်ကြိုက်တဲ့ကောင်ကိုစိန်ခေါ်တယ်နော်ကြိုက်တဲ့ကောင်ကိုစိန်ခေါ်တာမင်းတို့တရားဝင်ကြော်ညာလိုက်မင်းတို့ကိုပြည်သူတွေကဘလောက်ထိထောက်ခံမလဲမင်းတို့ရဲ့အတူရောင်ရွေးကောက်ပွဲတွေကိုပြည်သူတွေကဘလောက်ထိကန့်ကွက်ရှုတ်ချမလဲဆိုတာမင်းတို့သတိရှိကြော်ညာလိုက်ကြော်ညာပြီးငါစိန်ခေါ်ချက်ကိုငါလက်ခံပေးမယ်โอเคလားစင်ပြေလားဟမ် အခုတော့ဘွန်ကွမ်းလာလေဟုတ်လားကုလသမဂ္ဂကောမင်းတို့ရွေးကောက်ပွဲကိုလုံးဝအသိမမပြုတ်ဘူးဆိုတာတရားဝင်ကြော်ညာလာတယ်အဲ့တော့ဒီအာဆီယံကလည်းမင်းတို့ရဲ့ရွေးကောက်ပွဲကိုသူတို့ရဲ့မူဝါဒငါးချက်နဲ့မကန့်ညီဘူးလို့ရှိရင်မင်းတို့ရဲ့အစုရောင်ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ဘူးအဲ့တော့ငါရဲ့စိန်ခေါ်ချက်အပေါ်မှာလက်ခံရဲတယ်လို့ရှိရင်လာခဲ့ မင်းတို့ကြော်ညာတခါတိုင်းမင်းတို့ကြော်ညာလိုက်လုံလောက်စွာပြောဆိုပိုင်ခွင့်ဝေဖန်ပိုင်ခွင့်စန့်ကျင်ပိုင်ခွင့်ရှိပါလေဆိုပြီးတော့မင်းတို့ရဲ့ဂျုတ်တန်လေလိုင်းဂျုတ်တန်လေဟောလေလိုင်းတွေဟောအကုန်ကြော်ညာမင်းတို့ဘသူကဘလောက်ဘယ်ပြည်သူကဘလောက်ထိ၆ခန်းမှုရှိတယ်လဲဘယ်ပြည်သူကမင်းတို့ကန့်ကွက်ရှောက်ချဒါပုံများတယ်လေဆိုတာမင်းတို့သိရအောင်လို့ပြောတာပါ 那一生可叫那看来说，家家搞那个，喏，哎，我表嘞，但比如一生了，我论了说，啊，是咱土板会我，没有教呢。现在老阿表了，啊，过来没有学高过呀？可那个是还是呀？没有变新那件，啊，学高博么样？比我好点。那生了新的呀个，那牛逼的，啊，没有也一高博呀？一过头呀，可那的毛，六十二生了老百姓？ မင်းတို့စောက်ရှက်မရှိကြဘူးလားစောက်ရှက်ရှူဆိုတာရောမင်းတို့မှာရှိကောရှိကောရှိသေးရဲ့လားမင်းတို့စဉ်းစားကြည့်စမ်းဟမ်၂၈ရက်ရွေးကောက်ပွဲမဝင်မလဲနိုင်နေပြီတဲ့ဟဲ့ဟောလေငါဝယ်ကပ်ပြီးမယ်စောက်ရှက်ကိုငါဝယ်ကပ်ပြီးမယ်မင်းတို့သခိုးချမ်းဖို့ပါလိဒီကိုငါဝယ်ကပ်ပြီးမယ်ရှင်းတယ်တော့ငါပြောတာဟမ် 哈哈哈！少闲是吧？外观不一样喽，让别人比夸。阿拉往夸奖没讲的，有没有讲的啊？阿拉往夸奖没搞的，少闲的不那么随便的。比如阿拉这不，比如江汉一啊，把课本的啊少，啊以前没教呢？少信我们几个。前面讲到哪了？少信我们几个，比如哎江汉一说来，把的说来把可奥数啊。 အခုဟိုရွေးကောက်ပွဲနီးလာတဲ့နိုင်အမြကိုယ့်ရဲ့ရှင်ပြိုင်မဲ့ပါဠိတွေကိုဖြုတ်ထုတ်သတ်လုံနေတာအဲ့ဒါလားကွာတရားမြတ်တောင်မှုဆိုတာဟမ်အခုလက်ရှိမြန်မာနိုင်ငံကဘလို့ဖြစ်နေတာလဲဆိုတော့ပြည်သူလူထုခေါင်းပေါ်ကိုလင်းရင်တွေနဲ့ဘုံအကျဲမခံခြင်းရင်စစ်တပ်ကိုအရှုံးပေးပါစစ်ကြောင်းထိုးရွာတွေကိုမီးရှို့မခံခြင်းရင် စစ်တပ်ကိုအရှုံးပေးပါစစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်နေတယ်ဒီဒုက္ခတွေကိုမခံစားနိုင်ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးတော့စစ်တပ်ရဲ့မီဒီယာတွေစစ်တပ်ရဲ့ဝါဒဖြန့်ချီရေးတွေစစ်တပ်စစ်တပ်လက်အောက်ခံအမှုပညာသမားတွေကရုပ်ရှင်တွေဗီဒီယိုရိုက်ပြီးတော့တစ်ဖက်မှာဝါဒဖြန့်အဲ့တော့တစ်ဖက်မှာစစ်တပ်ကပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်မှတ်ထားတိုက်ခိုက် တက်ဖြက်ကုံစင်းလုံးကြီးအလုတ်ကန်ရှားပါအောင်ရည်ဝချက်ရှိရှိစနစ်တကျကြိုတင်ပြင်ဆင်ပြီးတော့တိုက်ခိုက်တယ်တက်ဖြက်တယ်ဒုက္ခပေးတယ်တစ်ဖက်မှာလည်းစစ်သက်မီဒီယာတွေရုပ်ရှင်သမားတွေအနုပညာသမားတွေကဒီဒုက္ခတွေမခံစားချင်ရင်စစ်သက်ကိုအရှုံးပေးပါဆိုပြီးတော့ရည်ဝဝါဒတွေဖြန့်တယ်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ရအောင်ပါတကယ်ပဲကျွန်တော်တို့စစ်သက်ကိုအရှုံးပေးလိုက်ရင်ဒီဒုက္ခတွေသာဝရပြင်းငိမ့်သွားမလား အခုမြန်မာနိုင်ငံခုလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကကမ္ဘာမှာ နိုင်ငံသားထွက်ကြုံခံရတဲ့လူဦးရေအများဆုံးနိုင်ငံငတ်မို့ခေါင်းမမှုအများဆုံးနိုင်ငံစင်းရဲနေကြမှုအကြီးဆုံးနိုင်ငံကမ္ဘာမှာဝင်ငွေအ ਨੇ ဆုံးနိုင်ငံကျန်းမာရေးစောက်ရှောက်မှုပညာရေးအနိုင်ကျဆုံးစုပ်ပြတ်သက်ဆုံးနိုင်ငံအဲ့တော့ဒါတွေဖြစ်လာအောင်ဘယ်သူတွေကလုပ်ခဲ့တာလဲအခုတိုင်းပြည်စုပူလို့ဒီလိုဖြစ်တယ်ပြောရအောင်လဲ အခု2023စစ်သက်အာဏာသိမ်းပြီးတော့ပြည်သူလူထုတွေဒုက္ခရောက်မှုမတိုင်ခင် ရှေ့မှာနှစ်ပေါင်း80ကျော်နေဝင်းတိုင်းပြည်ကိုနှစ်ပေါင်း20ကျော်စိတ်တိုင်းကြတယောက်တည်းလှုပ်ချင်တို့လှုပ်ပြီးအုပ်ချုပ်ခွင့်ရခဲ့တယ်ဘာမှတိုးတက်မလာဘူးရှိပီးသားအခြေအနေကနေဘဝပြည့်မွေးသေးလာတယ်အဲနေဝင်းလက်ထက်တုန်းကတော့စင်ပိန်ရင်ကျွဲလောက်ကြံသေးတယ်ဆိုပြီးတော့မှရှိခဲ့သေးတယ်တခါတန်းရွှေနှစ်ပေါင်း20ကျော်စစ်သက်ကစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ် တိုးတက်လာလာเนาะအတိုင်းပြည်အေးချမ်းနဲ့ပြည်သူလူထုတွေစစ်တပ်ကိုဘာမှမဆန့်ကျင်ဘူးဒီတိုင်းရင်းသားပြည်နယ်တွေနယ်စပ်တွေမှာအနှဲငယ်တိုက်ပွဲဖြစ်တာကလွယ်လို့တိုင်းပြည်တအားအေးချမ်းတယ်တန်းရွှေစိတ်တိုင်းကြနှစ်ပေါင်း20ကျော်အုပ်ချုပ်ခွင့်ရခဲ့တယ်တိုင်းပြည်ဘာဖြစ်လာလို့လဲเนาะစာတင်ချောင်းတွေစေးယုံတွေဆိုတာက သူများနိုင်ငံကနွားတင်းကုတ်အိုးတင်းကြိုင်ကုန်းဇရက်လောက်ပဲရှိတဲ့အခြေအနေတွေရောက်အောင်မွေးပြန်ကြသွားတယ် မြန်မာထက်ဆင်းရဲတဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးကိုကျွန်ထွက်ခံရတဲ့အထိတိုင်းပြည်ကဆုတ်ပြတ်သက်သွားတယ်။အဲ့ဒီအချိန်တုန်းကပြည်သူလူထုကမြို့ပေါ်မှာရှိတဲ့ပြည်သူလူထုကစစ်တပ်ကိုမဆန့်ကျင်ဘူးစစ်တပ်ကိုမတော်လှန်ဘူးတိုင်းပြည်အေးချမ်းနေတာပဲဘာလို့မတိုးတက်လာသလဲ။အဲ့တော့ဒီကနေ့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုဒုက္ခမခံစားချင်တော့ရင်စစ်တပ်ကိုအရှုံးပေးပါဆိုပြီးဝါဒဖြန့်နေတဲ့လူတွေစစ်တပ်ကိုအရှုံးပေးဖို့စဉ်းစားနေတဲ့လူတွေအဲ့တော့ဒါလေးတွေကိုအမှတ်ရဖို့ လိုအပ်တယ်အဲ့တော့စစ်တပ်ကိုအရှုံးပေးလိုက်ရင်နောက်ဆက်တွဲဘာတွေထပ်ဖြစ်လာမလဲဆိုတော့ကြီးရွာအုပ်ချုပ်ရေးမှုရွာလူကြီးတွေစစ်သားမြို့ပေါ်အုပ်ချုပ်ရေးမှုအရာရှိတွေစစ်သားအစိုးရယုံဌာနတွေအရာရှိတွေကစစ်သားနော်လွှတ်တော်ထဲမှာစစ်သားအစိုးရဝင်ကြီးတွေစစ်သားတမရဝင်ကြီးချုပ်တွေစစ်သားစီးပွားရေးသမားလူချမ်းသာလုပ်ငန်းရှင်တွေစစ်သားသားသမီး ဆိုတော့အဲ့ဒါလေးကြီးပဲဖြစ်လာရင်ငါတို့ပြည်သူလူထုကဘာဖြစ်လာမလဲဆိုတော့ပြည်သူလူထုကစစ်ကြုံပေါ့နော်အဲ့တော့နိုင်ငံရဲ့အဖွင့်ထူးခံကောင်းစားတဲ့အရာတွေမှန်သမျှစစ်သားနဲ့စစ်သားသားသမီးတွေပဲပိုင်ဆိုင်သွားရင်ပြည်သူလူထုကဘာဖြစ်မလဲဆိုတော့ကြုံဖြစ်မှာပေါ့ကြုံတော့မှရိုးရိုးကြုံကြုံမဟုတ်ဘူးဗျနှစ်ထက်ကွမ်းကြုံပြည်တွင်းထဲမှာနေရင်စစ်တပ်ရဲ့ကြုံပြည်ပထွက်ရင်နိုင်ငံသားကြုံနှစ်ထက်ကွမ်းကြုံဖြစ်မှာ အဲ့တော့အဲ့ဒီဘဝကနေကျွန်တော်တို့ထာဝရလွတ်မြောက်ဖို့ဆိုရင်လက်ရှိရင်ဆိုင်နေရတဲ့ဒုက္ခခက်ခဲကိုကျွန်တော်တို့အားလုံးလက်သွဲညီညီကြံ့ကြံ့ခံတန်မာစွာနဲ့ရင်ဆိုင်ကြိုဖြတ်ပြီးတော့ဒီစစ်အာဏာရှင်တွေကို အဆုံးခန်းတိုင်တိုက်ခိုက်တော်လှန်ပြီးတော့မြန်မာနိုင်ငံဒီစစ်အာဏာရှင်ကင်းစင်ပြီးတော့မှဖွံ့ဖြိုးတိုးတက်ပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံတစ်တခုကိုကျွန်တော်တို့ထူထောင်နိုင်မှတာလင်လက်ရှိကျွန်တော်တို့ဘဝတွေရော နောက်မှာမွေးပွားလာမဲ့မြန်မာနိုင်ငံရဲ့ရင်လွေးငယ်အနာဂတ်မျိုးဆက်သစ် လူငယ်တွေအားလုံးရဲ့ဘဝပါ ပြောင်းလဲသွားမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အနာဂတ်ပန်းတိုင်အတွက်ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုနိုင်အောင်အားလုံးဘက်ပေါင်းစုံကနေပါဝင်တော်လှန်ပေးကြဖို့အရေးကြီးပါ